အင်းလေးဒေတာအတွင် ပြည်နယ်ထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းမန္တလေးငလင်တန်းကြောင်းရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဒေတာအတွင်ရှိသာသနီကအဆောက်အုံများ စာတင်ကျောင်းများလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးလူအသေးပြောက်ရှိခဲ့ပါတယ်။ထို့သို့ထိခိုက်ဆုံးရှုံးခဲ့သည့်အင်းလေးဒေတာအတွင်း နိုင်ငံတော်အစိုးရရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ဥဆောင်လမ်းညွှန်မှုများနှင့်ဌာနဆိုင်ရာများတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များစေတနာရှင်လူရှင်များလောကဒါနရှင်များနှင့်ဒေသခံပြည်သူများပူးပေါင်းမှုအားဖြင့်ကူညီကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ကြပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့်ယောဂဝေဒနာရှင်များအတွေ့ယာယီဆေးရုံများဖွင့်လှစ်ခြင်း ်အရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခြင်းအဆောက်အအုံအပြည့်စည်များစနစ်တကျရှင်းလင်းခြင်းနှင့်တည့်မတ်ပြုပြင်ခြင်းအသစ်ဆောက်လုပ်ပေးခြင်းတို့ကိုစောင်ရွက်ခဲ့ကြပါသည်အဆိုပါငလင်တန်းကြောင့်အင်းလေးဒေသအတွင်းလူနေအိမ်ခြေပေါင်း2892အိမ်ထိခိုက်ပျက်စီးခဲ့ပြီးအပြည့်စည်ရှင်းလင်းဖယ်ရှားပြည်စည်းမှု1930တိမ်တက်မှတ်ပြုပြင်ပြည်စည်းမှု995အိမ်အစ်စ်ပြန်လဲတိဆောက်ပြည်စည်းမှု803အိမ်ရှိ၍ ကြံရှိနေသေးသည့်နေအိမ်များအမြန်ဆုံးရှင်းလင်းဖယ်ရှားတည်မှတ်ပြုပြင်ရေးနှင့်အသည့်တိဆောက်ပြည်စည်းရေးတို့ကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ